စ်ကော်မရှင်ရွေးကောက်ပွဲကိုစောင့်ကြည့်လေ့လာဖို့အရက်ဖက်အဖွဲ့အစည်းတွေကိုဖိတ်ခေါ်ထားပေမဲ့တပတ်ကြာကြာလာတဲ့အထိရှောက်ထားသူမရှိသေးဘူးလို့လည်းသတင်းရရှိပါတယ်။ရွေးကောက်ပွဲစောင့်ကြည့်လေ့လာလို့သူတွေကိုစက်တင်ဘာလ16ရက်ကနေစပြီးဒီဇင်ဘာလ9ရက်အတွင်းရှောက်ထားနိုင်ကြောင်းစစ်ကော်မရှင်ခန့်ရွေးကောက်ပွဲကော်မရှင်ကကြေညာထားတာပါ။အဲဒီလိုကြေညာထားပေမဲ့စောင့်ကြည့်လေ့လာသူတွေရဲ့အခွင့်အရေးမှာနိုင်ငံတော်ရဲ့ဥပဒေနဲ့လုံခြုံရေးအကာအကွယ်တွေမပါဝင်တော့တာအပြင်တော်လန်ရေးအင်အားစုတွေရဲ့ဖိအားကြောင့် ပြည်တွင်းအဖွဲ့အစည်းတွေအနေနဲ့ရွေးကောက်ပွဲကိုစောင့်ကြည့်ဖို့စိုးရိမ်မှုတွေရှိနေတယ်လို့လည်းသိရပါတယ်။ဩဇာဘာဆိုတာကအရင်အရေးကြီးပါလေတိလား။အဲ့တော့ဒီဩဇာဘာကသူတို့စောက်ထားခွင့်စောက်ထားရမယ်ဆိုတာဒီရွေးကောက်ပွဲလေ့လာဖို့အတွက်ပေါ့နော်။ဒါသူတို့ဒါသူတို့ဒီ invisible ကိုရှောက်ရမယ်ပေါ့။အဲ့တော့ဘယ်လိုနိုင်ငံတွေကသူတို့သူတို့စီကိုရှောက်မလဲမရှောက်ဘူးလဲဆိုတာကလည်း ဒါအဲ့ဒီနိုင်ငံတွေရဲ့ယူကောက်ပွဲကိုဘလို့မြင်လဲပေါ့နော်အတန်ရှင်းပြီးယူကောက်ပွဲလွတ်လပ်ပြီးတရားမျှတဲ့ယူကောက်ပွဲသူမြင်ပြီးတော့တကယ်တမ်းရှင်းမရှင်းလူတွေကလွတ်လပ်လပ်အာဒီ situation ပေါ့နော်လုံခြုံရေးအထွေထွေလုံခြုံရေးအခြေအနေမှာမဲထက်တာဟုတ်မှရှင်းချောင်းမရှိမရှိအသူတို့ကြိုက်တဲ့ပါတီပေါင်းပါဒါတွေကိုလိလာခြင်းလို့လေအလိလာဖို့လိုအပ်လို့ပေါ့နော်တရားဝင်တွေဩဇာဝါအဖွဲ့အစည်းတွေကရှောက်တာလည်းရှိတယ်ကွာ ကြောက်တာလည်းရှိတယ်နောက်တစ်ခုကတော့ဘုနကမယုံကြည်တော့လို့ဒီရောက်ကဘာမှထူတာမဟုတ်လို့ဆိုပြီးတော့မလာတာလည်းရှိတယ်ဒါမှလည်းတချို့ဥစ္စာပါတွေကလည်းပဲဒီရောက်ကကိုလာခြင်းတယ်သူတို့မဟုတ်တာလုံမှန်းသိတယ်ဘယ်လောက်ဒီမဟုတ်တာလုံလဲဆိုပြီးတော့ပေါ့နော်လာပြီးတော့စုံစမ်းခြင်းနဲ့ဟာလည်းရှိပါတယ်သို့တော့သူတို့လာပြီးတော့ဒီလာစုံစမ်းပြီးတော့သူတို့ကဒီအာနာရှင်စနစ်ကိုပေါ့နော်အာနာရှင်စနစ်ကို အဲတိတိတင်ဝေးလို့ဖြစ်သွားမှာဆိုပြီးတော့မလာတဲ့နိုင်ငံတွေလည်းရှိမှာပဲဒါတော်တော်ဒါအမျိုးမျိုးပေါ့နော်အမျိုးမျိုးပေါ့ခရုံးဆိုလို့ရှိရင်ပူတင်တို့ယူကောက်ဝဲတွေပဲသူတို့နိုင်ငံမှာအမျိုးမျိုးလိန်သွားတာပဲလीဒါမျိုးတွေရှိတာပဲကာဘောရီးယားမှာဆိုရင်ဟွန်ဆန်လို့တဲ့ယူကောက်ဝဲဆိုလို့ရှိရင်အဲသူတို့ကြိုက်တဲ့အော်ဇာဘလာကိုဖိတ်တာပဲလीအဲတချို့ဒါကနောက်တစ်ခုကတော့ဒီတကယ်အစ်မနဲ့ဟိုအော်ဇာဘာကြီးပါပေါ့နော်ဒီဒီခုနကယူကောက်ဝဲစောင့်ကြည့်လေးလာသူဖွဲ့ကြီးอ่ะအဲ့လိုနိုင်ငံမျိုးတွေကို တော့ကုန်မသွားဘူးတော့ကုန်မသွားတာပေါ့နော်အဲအဲ့လိုမျိုးလေးရှိတယ်သုံးဆက်မြောက်ဆီယာနာရှင်မင်းအောင်လိုင်းလက်အောက်မှာကျင်းပမဲ့ရွေးကောက်ပွဲအပေါ်ယုံကြည်မှုမရှိတဲ့အတွက်အဖွဲ့အစည်းတွေအနေနဲ့ရှောက်ထားဖို့စိတ်ဝင်စားတာလည်းဖြစ်နိုင်တယ်လို့အကဲခတ်တွေကထောက်ပြထားကြပါတယ်။2015အထွေထွေရွေးကောက်ပွဲ2019-2018ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲတွေမှာရွေးကောက်ပွဲစနစ်တစ်ခုလုံးကိုလွှမ်းခြုံစောင့်ကြည့်ရဲ့နှီးစနစ်တွေကိုအသုံးပြုပြီးတနိုင်ငံလုံးအဆင့်စောင့်ကြည့်ရေးလုပ်ငန်းစဉ်တွေကို ွတ်လပ်ပွင့်လင်းစွာဗန်းလိုက်မှုမရှိဘဲဆောင်ရွက်နိုင်ခဲ့တဲ့အပြင်2020ပြည့်နှစ်ရွေးကောက်ပွဲအတွက်လည်းစောင့်ကြည့်လေ့လာသူ2900ကျော်နဲ့တနိုင်ငံလုံးအဆင့်စောင့်ကြည့်ခဲ့ပေမဲ့ဒီနှစ်မှာတော့ဥပဒေအရလူတို့ကရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်မင်းမရှိတော့ဘူးလို့လည်းဆိုပါတယ်။ဒီကောင်20ကျော်ပေါ့နော်20ကျော်လုံး အနာမလွဲပဲနဲ့လုတ်ခဲ့တာပဲဒီယူကော့ဝေးတွေလုတ်တိုင်းပေါ့နော်တရားမျှတဲ့ယူကော့ဝေးပြည်သူလူထုကပုံအော်ပြီးမဲတဲ့ယူကော့ဝေးတော့ဘာရလမှမဖြစ်ပဲနဲ့အခုကရှင်းသမားနိုင်ငံရေးပါတီတွေအဲကောနကအနိုင်ရပါတီတွေပြည်သူလူထုအားကိုးတဲ့ပါတီတွေယုံကြည်တဲ့လူတွေပါမဲ့ယူဟိုဟာတွေဖယ်ထုတ်ထားပြီးလုတ်ပြီးယူကော့ဝေးကဘာမှဖြစ်လာမှာမဟုတ်ဘူးလားကျေးယူကောက်ဝဲတော့ဘာမှမဖြစ်ခင်းနဲ့အဓိကတော့ဒီယူကောက်ဝဲတစ်ခုကအဲ့ဒါ ဒါရှင်းရှင်းလေးပဲလေ free and fair ပေါ့နော် free and fair ဆိုတာဒါရှင်းလွတ်လပ်ပြီးတရားမျှတမှုရှိတယ်ဆိုတော့လူကောက်ပွဲအ내အသေးပဲမှာဒီမှာတစ်ခုမှမရှိဘူးတန်လဲမတန်ရှင်းဘူးတရားမျှတမှုလည်းမရှိဘူးလေအပြူလူလူချင်းလည်းပါနေတယ်အကုန်လုံးကမပါနိုင်တာလေအကုန်လုံးထောင်နေတဲ့တမလာကြီးကထောင်နေတဲ့တိုင်းမင်္ဂန်ပါညာရဲထောင်နေတဲ့အမတ်ကြီးထောင်နေတဲ့အင်းကြီးချင်းပိတ်အဒီလုံးကြီးပုံတိုက်ဟာအကုန်လုံးဖြစ်နေတဲ့အချိန်မှာဘယ်မှာဒီဝီလျံ free and fair ဖြစ်မှာလဲ စစ်ကော်မရှင်ကတော့ရွေးကောက်ပွဲပထမအပိုင်းကိုဒီဇင်ဘာလ28ရက်မှာကျင်းပသွားမှာဖြစ်ပြီးရွေးကောက်ပွဲကိုစောင့်ကြည့်ဖို့တရုတ်ရုရှားနဲ့ဗီလာရုနိုင်ငံတွေကစောင့်ကြည့်ရေးအဖွဲ့တွေဆီလွတ်မယ်လို့လည်းပြောဆိုထားတာရှိပြီးအိန္ဒိယကလည်းဆီလွတ်ဖို့ရှိတယ်လို့စစ်ကော်မရှင်ကောင်းဆောင်မင်းအောင်လှိုင်ကပြောထားပါတယ်တစ်ဖက်မှာလည်းစစ်ကော်မရှင်ကသူတို့ပြုတ်လုပ်မဲ့ရွေးကောက်ပွဲကိုအကာအကွယ်ဖြစ်စေဖို့လူတို့ကိုချင်းချောက်အကြက်ကင်တဲ့အနေနဲ့ ရွေးကောက်ပွဲအကာအကွယ်ပေးရေးဥပဒေကိုအတင်းကျပ်ပြဋ္ဌာန်းပြီးအရေးယူခံရသူ၁၄ဦးထိရှိထားပြီးဖြစ်ပါတယ်။စစ်ကော်မရှင်ရွေးကောက်ပွဲအပိုင်းတစ်လုပ်မယ်လို့ကြေညာထားတဲ့မြို့နယ်တရားနှစ်မြို့နယ်ထဲမှာတော်လှန်ရေးအင်အားစုတွေနဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေထိန်းချုပ်ဒေသတွေလည်းပါဝင်နေသလိုသူတို့နယ်မြေမှာရွေးကောက်ပွဲလုပ်ခွင့်မရှိကြောင်းနဲ့ပူပေါင်းပါဝင်သူတွေကိုအရေးယူမယ်လို့တရားဝင်ကြေညာထားကြပါတယ်။